ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့မောင်ရဲ့မမကြီးဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလန်အစ်တတွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်ရှင်အိမ်တို့ကမင်းတို့ဘာမှမခက်ခဲပါဘူးကွာဘသူမှလည်းမခက်ခဲကြဘူးမင်းသာအိမ်လုံးလုပ်ရတာကိုခက်ခဲနေတာကွာ မင်းတနေ့ကဘာလုပ်နေလဲတော့ငါမသိဘူးအိရှိကဦးလေးကြီးရဲ့စပီးအိုကြီးကို အခချင်းငွေယူကပြင်ပရင်မောင်မောင်ကြီးဒေါသတန်းကြီးအိအနီးတစ်ဝိုက်တွင် ပြင်းထန်စွာမိဟိန်နေသည်အိခန်းထဲမှဇနီးတဲ့မမကြီးသည်လက်ဖြချိုးကရက်နေသည် သူမမျက်နှာတွင်ညစ်ပန်နေသောမိကုံမှိုက်မြသည်ချွေးဆံများနှင့်ကန့်ညီနေသည်မိကုံကြောင့်နေမှာဟင်းအိုးများစုပတ်တန်းကြတွင်သူမ၏အတန်သည် တုံတုံရင်ရင်ဖြစ်နေသည်ဘာမှမခတ်ခဲ့ဘူးဆိုတာဘလို့များပြောလိုက်တာလဲကိုမောင်ကြည်တနေကုန်ဝိုင်းနေလွန်းလို့အတန်တို့ကတင်ဝင်သွားသည်မောင်မောင်အတန်ကသာဆက်ဟင်လာသည်တနေကုန်အိတ်နေတယ်ဒါမှမဟုတ်ရုပ်ရှင်ကြည့်နေတယ်ဆိုတာငါသိတယ်အိမ်မှုကိစ္စလို့ခေါ်တဲ့အဲ့ဒါတွေကဘာမှအလုံးမဟုတ်ပါဘူးလူတိုင်းလုံနိုင်နေအပြင်မှာကလို့လူစိမ့်နေကြတဲ့ငွေထွက်ရှာရတဲ့ဒုက္ခနဲ့ ပင်မမှုကိုမင်းကတိလို့လားမမကြီးမျက်ဝန်းမှာမျက်ရည်များကအိုင်ထွန်လာသည် အလုံနာရမို့ဈေးလေးတစ်ချက်သွားပြီးကုံနီးနဲ့စီစားချက်တုံဝယ်ပေးဖို့ပြောမိရကနေရန်ပွဲအတွင်ဆောင်းလာခြင်းပါပဲမမကြီးနေမကောင်းရတာခိုင်မိခြင်းပါမနေညာကအဝတ်တောင်ကြီးရှုံရင်အထားတဲ့အထားမှာခြေတော့ခောက်လေးတွားရကတစ်ခုလုံးနာကျင်နေခဲ့သည်ဈေးတောက်ထားပြီမယ်နေလို့ကမကောင်း ကန်ရိုက်ထားတယ်လို့နားနေတော့မို့ခိုင်းမိချင်းမခုတော့မောင်မောင်ရဲ့စကားစုတိုင်းဒီဓာတ်တပွဲထန်နေသည် သူဒီသူ၏စပိန်ပြင်သည်ပစ္စည်းများကိုပြစ်ချပြီးညပန်နေတော့အင်းကြီးကိုချွတ်ပြင်လိုက်ကကလထိုင်မတို့လွှင့်ပြင်လိုက်သည်မမကြီးမျက်လုံးတွေတွင်နာကျင်မျက်ရည်များဝိုင်းနေတော့လေသူမတီးခံနေခဲ့သည်လေတန်အေးလေးနှင့်မောင်ငွေရှာရတာခက်ခဲတယ်ဆိုတာခြေသိပါတယ် ဒါပေမဲ့အိမ်မလည်းအိမ်မကဘာဖြစ်လဲသူကဟဲလိုက်သည် လုံးဝကိုအဖြစ်မရှိဘူးမင်းကငါ့ကိုဘာမှမဖြစ်စီပေးနိုင်ဘူးငွေကြေးတစ်ခုတည်းနဲ့တော့မင်းကငါ့အပေါ်မှီခိုးနေရတာမင်းရှိနေလို့ငါ့အတွက်ဘာတိဘဲမှမရှိဘူးထိုစကားလုံးများသည်မမကြီးကလေးတန်းပြင်းထန်စွာနှင့်ထိုးနှက်လိုက်တကယ်တော့ရှိနေသည်အတဲများဖြန်းကနေကွဲသွားသလိုသွေးစိတ်ရှင်ရှင်ကမျက်ဝန်းကတဆင်လိမ့်စင်လာခဲ့သည် ပြောင်းရက်လိုက်တာသူမ၏ခန္ဓာကိုယ်တစ်ခုလုံးတုံ့ရင်နေသည်သူမမျက်နှာပြင်ပေါ်မှညစ်ပတ်ပေးရင်နေသော အရာများသည် မျက်ရည်များဖြင့်ပိုး၍ညစ်ပတ်နေသည်သူမ၏ဝမ်းနည်းမှုကိုလည်းပုံမို့ထင်ရှားစေသည်ဒါဆိုဒါဆိုကြည်သာမရှိခင်မောင်းတွယ်ပိုကောင်းပါလားသူမ၏အတန်ကလာကြည့်မှုဖြင့်တိုးတိတ်နေသည်မောင်မောင်သည်ခဏတစ်ဖြုတ်ငြိမ့်သက်သွားတော့လေ မျက်နာပြင်လိုက်ဒေါသအရှိန်မပြတ်သေးပြီဟုတ်တယ်မင်းသာမရှိခဲ့ရင်ငါဘဝပို့ပြီးတော့လွတ်လပ်မှုရှိမယ်ငွန်တော့ဝန်ဖို့နဲသွားတာပေါ့ကွာမမကြီးဒီမျက်ရည်များကိုတုပ်လိုက်ကနှုတ်ဆက်နေလိုက်သည်သူမ၏နှလုံးသားတွေတွင်ဒါစင်မှုတံကိုပြင်းထန်စွာနှင့်ခံစားနေရသည်သူမ၏လှဝါးနှင့်ဆွလွတ်မှု အားလုံးသည်ဤကဲ့သို့သောစကားလုံးများဖြင့် ပြန်လဲချေမုံခံလိုက်ရပါကောလား ဒါဆိုရင်ငါထွက်သွားတော့မယ်။သူမ၏အတန်သည်တည်ငိမ့်နေပြီ။စိတ်တက်ခွန်အားပြေဝနေသည်။မောင်မောင်သည် သူ့အားလမ်းကြည့်ကဒေါသနှင့်ပြက်ရဲပြူပြီးရင်မောလိုက်သည်။ထွက်သွားမယ်ဆိုတာဘယ်ကောင်ထွက်သွားမှာတော့မင်းဘာလုပ်တက်လို့လဲ။အိမ်တော်တက်ကတုံးနေရှိပြီ။ခက်လေးလဲမွေးမပေးနိုင်သေးဘူး။အလုပ်လည်းမရှိဘူး။ငါရှာကျွေးမှာစားရတာလေ။ဒါတော့အိမ်လုပ်ကိုငါလာခိုင်းခြင်းသေးတယ်။ဒါနဲ့များထွက်သွားမယ်တဲ့။ဟဟ မေမိပါလဲတဲပြီမေမဘာမှလည်းမရှိဘူးမမကြီးမမကြီးဟာသွားကြကထွက်လာတဲ့အတန်နဲ့အေးဆက်ဆက်ပြောလိုက်သည်ဟုတ်တယ်ငါမှဘာမှမရှိဘူးဒါပေမဲ့ငါမှငါတန်ဖိုးထားရတဲ့ဂုံသိက္ခာတော့ရှိတယ်မမကြီးဒီသူမကြီးမျက်နှာကိုလက်ဖြင့်ခက်ကြက်ကြန်တုတ်ပြလိုက်ခါအိမ်မှထွက်ခွာလိုက်သည်နောက်ဆုံးအချိန်ပြန်လှည့်ကြည့်ရင်မရှိတော့ဘူး ဘာမှလည်းယူမသွားခဲ့။မောင်မောင်ကဗဇဟကကြောင်ကြည့်နေခဲ့သည်။မမကြီးတကယ်စိတ်ဆိုးပြီးထွက်သွားခဲ့ပြီ။ထောချင်းတွေမှာမောင်မောင်ဒီသူမပြောခဲ့သည့်စကားလုံးများကို လေးနက်မှုကို နားလေသဘောပေါက်သွားသည်။သူ၏နှလုံးသားထဲတွင်ကြီးမားသောခံစားချက်တစ်ခုကိုဘလုံးပထွေခံစားလိုက်ရသည်။အင်းဒီအလွန်တိတ်ဆိတ်သွားပြီးဟေးအိုးများ၏စုပွက်တံလည်းရက်တံသွားသည်။ သူသည်မိဘကြောင့်နေတော့ဝင်းရောက်ကြည့်ရှုလိုက်သည်။တန်ရှင်သောပကံများသူ့ဆိုင်ရန်ပြင်ဆင်ပြီးသားဟင်းလျာများနှင့်အစီစဉ်တကျရှိနေသည့်ပရိဘောဂများကိုတွေ့မြင်လိုက်ရသည်။အိမ်တစ်ခုလုံးတန်ရှင်ပြောင်းလဲနေသည်။ထိုရာတိုင်းသည်မမကြီးလက်ရများဖြစ်ကြောင်းသူ့နားလေသွားသည်။သူ၏စကားလုံးများသည်မိမြကြံတန်းခဲ့ကြောင်း။သူမ၏တီရှိမှုသည်မိမြအရေးပါခဲ့ကြောင်း။သူသည်လာကသူ၏မျက်နှာကို လက်ဖြင့်အုပ်ကထိုင်လိုက်သည်ကြည်သူ၏အတန်းသည်တုံတုံရင်ရင်ဖြစ်နေသည်သို့သောထိုးချင်းတွင်မြေတို့တဝူးတယောက်ကမှ သူအားပြန်လေဖြေးချခြင်းမရှိတော့ပြီအိမ်၏တိတ်ဆိတ်မှုသာလျှင်သူအားပြန်လေဝိုင်းရံထားသည်သူ၏ဒေါသနှင့်မောက်မာမှုများသည် သူအားအထီးကျန်ဆုံးသောအနေထားသို့ရောက်ရှိစေခဲ့သည်ငွေရှာသောယောက်ျားတယောက်၏နောက်တွင် တိစာရှိပြီးထုတ်သိမ်းတရားစီမံတတော်မင်းမကောင်တော်ရှိမှသာထိုရင်ကတာယာပေးလိမ့်မည်။ဒါကောသူမတွေးခင်မီမမကြီးကိုပြန်ခေါ်၍မှရပါမလား။မောင်မောင်မတွေးရတော့ပြီ။အိမ်မော်ကအပြင်းစင်ကမမကြီးကို ရှာပုံတော့ဖွင့်လေသည်။ပြန်တွေ့ရင်ရောမမကြီးဒီသူ့နောက်သို့ပြန်လိုက်ပါမလား။ဒါကလည်းမသိကြ။မမကြီးစိတ်ဆိုးတာကိုဒီတစ်ခါသာသူ့ကြောင့်ပူသည်ကိုတကယ်တော့သူဟာခင်မောနေနေ ဇန်နီအလောက်ကိုလည်းအပြင်းလုံးနဲ့တန်းတူတက်မိုးထားကအရေးကြီးတယ်လို့ခံယူခဲ့ရမှာသို့သာတစ်ဖက်မပိအတားမကြီးခဲ့ပဲအပြန်အလှန်လေးစားပြီးခရင်မမကြီးခမညာနာကျင်ရမှာမဟုတ်ရှာတာလေးတက်နေပြီအခုတော့မင်းဘာမှလည်းကြီးရဲ့တခါတရံမိမတချို့သည်မိမိရဲ့ခုံတိတ်ခါအတွက် အချစ်ကိုစရီးဖို့ဝတ်မလေးတင်ဆိုတာမမကြီးကလမ်းပြပေးခဲ့သည်